ထိုင်ဝမ်မှာမတ်လ29ရက်ကသမရယုံရဲ့ပြည်သူ့ကာကွယ်ရေးကော်မတီလက်အောက်မှာပထမဆုံးအကြိမ်ရဖြစ်ပြည်သူ့ကာကွယ်ရေးလေ့ကျင့်မှုကိုကွင်းဆင်းပြုလုပ်ခဲ့ကြောင်းနေကိုင်းအရှာမှဖော်ပြခဲ့ပါတယ်။အဲ့ဒီလေ့ကျင့်မှုတွေမှာအရေးပေါ်ကယ်ဆယ်ရေးနဲ့တုတ်ပြန်ဆောင်ရွက်ရေးတွေအတွက်ကြိုတင်လေ့ကျင့်ပြင်ဆင်မှုအဖြစ်အစိုးရနဲ့ပုဂ္ဂလိကအခန်းကဏ္ဍတွေမှာလူပေါင်း1500ခန့်ပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။တိုင်းနယ်မြို့ရှိအမ်ပင်စိတ်ကမ်းမှာပောက်ကွဲမှုဖြစ်ပွားခဲ့မယ်ဆိုပါကဘလို့တုတ်ပြန်ဆောင်ရွက်ရမယ်ဆိုတဲ့အခြေအနေတွေနဲ့စိတ်မန်းဖြစ်နိုင်ခြေတွေကိုတက်ချက်သုံးသပ်ပြီးလေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီလေ့ကျင့် င်မှုမှာလူအများပြားကိုဘေးလွတ်ရာရွှေ့ပြောင်းပေးခြင်းကယ်ဆယ်ရေးစခန်းတွေမှာနေရာချထားရေးနဲ့ဒဏ်ရာရရှိသူတွေအားကုသမှုတွေပါဝင်ပါတယ်အဲ့ဒီလေးခြင်းမှုဟာဗဟိုနဲ့ဒေတန္တရအစိုးရရဲ့အရေးပေါ်တုတ်ပြန်ဆောင်ရွက်နိုင်စွမ်းကိုစမ်းသပ်တဲ့ရည်ရွယ်ချက်နဲ့ပြုလုပ်တာဖြစ်ကြောင်းသမရယုံကထုတ်ပြန်ခဲ့ပါတယ်ရဲတပ်ဖွဲ့ဝင်တွေအမ်ဘင်းစိတ်ကမ်းမှာအထူးတပ်ဖွဲ့တစ်ဖွဲ့ဒေသဆိုင်ရာရဲစခန်းတွေနဲ့မိသက်ဌာနတွေအောက်ရှိစေနာဝန်ထမ်းရဲတွေပြဟိတအဖွဲ့ဝင်တွေနဲ့စီးပွားရေးလုပ်ငန်းတွေပါဝင်ခဲ့ပြီးလေးခြင်းမှုမှာပူးပေါင်းလှုပ်ဆောင်ဖို့အရက်သား1500ခန့်ကိုစီရင်ခဲ့ ပါတယ်။အဲ့ဒီစီရေးလေးကျင့်မှုမှာထိုင်ဝမ်ရဲ့လက်နက်ကင်တပ်ဖွဲ့တွေမပါဝင်ပေမဲ့လည်းအရေးပေါ်စေဘတ်ဆိုင်ရာအထောက်အကူအဖြစ်စစ်မြေပြင်မှာအသုံးပြုတဲ့စေယုံသုံးပစ္စည်းတွေကိုထည့်သွင်းအသုံးပြုခဲ့ပါတယ်။စစ်စင်ရေးကိုကြီးစုစစ်ဆေးခဲ့တဲ့ထိုင်ဝမ်သမ္မတလိုင်ချင်တေကကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့နဲ့တဘာဝဘေးရန်တရေတွေမတော်တဆမှုတွေပြောင်းလဲနေတဲ့ပထဝီနိုင်ငံရဲ့အခြေအနေတွေအတွက်ထိုင်ဝမ်ရဲ့ကြံ့ကြံ့ခံရည်တည်နိုင်စွမ်းဟာအရေးကြီးကြောင်းအလေးထားပြောဆိုခဲ့ပါတယ်။စစ်ဘက်မှသာမကအရက်ဘက်ကာကွယ်ရေးစံရီတွေကိုပါတရုတ်ပြလေးကျင်ခြင်းနဲ့ထိုင်ဝမ်ရဲ့လုံခြုံရေးကိုစိတ် ချသေးကြစေဖို့နဲ့ရင်းချမ်းရေးကိုထိန်းသိမ်းဖို့ရည်ရွယ်ပြီးပြည်သူ့ကာကွယ်ရေးလေ့ကျင့်မှုကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့လိုင်းကပြောကြားခဲ့ပါတယ်။